စိတ်ကိုထိမ့်မှုအတွက်အကောင်းဆုံးကတတိပဲဒါကြောင့်သောတာပန်မြန်မြန်တည်ခြင်းကိုစိတ်ကိုရှုလို့ပြောတာဒါဆိုမနေ့ကပြောခဲ့တဲ့ဟောခဲ့တဲ့ကျေးဇူးဆက်ခဲ့တဲ့တရားတွေမှာအဖြေကဗာလဲလို့မေးကိုစိတ်ကိုတိပေးတာဒါဆိုရင်ကိုစိတ်ကိုတိတဲ့နေရာရှေ့စိတ်ကအရှုခံနောက်ကစိတ်ကအရှုညာဒါဆိုရင် အရှုခံနဲ့အရှုညာရှေ့စိတ်ကလောဘစိတ်ပဲပေါ့ပေါ့ဒေါသစိတ်ပဲပေါ့ပေါ့ဘယ်စိတ်တွေပဲပေါ့ပေါ့အဲ့ဒီစိတ်တွေအရှုခံတရားဒါကြောင့်လောဘကိုမှီပြီးတော့ကုစုရတာဒေါသကိုမှီပြီးတော့ကုစုရတာ မောဟတရားကိုမှီပြီးတော့ကုစုရတာတဏမာနဒိဋ္ဌိကိရိတာတွေကိုမှီပြီးတော့ကုစုရအောင်ကြိုးစားနိုင်တာအဲ့ဒါကို စိတ်တာနုပတနာတတိပဒါဆိုဟုတ်ပြီစိတ်တာဆိုတာကစိတ် အနုဆိုတာကတစ်ခုပြီးတစ်ခု ဖြစ်နေတာကိုအနုပတ္တနာဆိုတာကစောင့်ကြည့်တာဘာဦးစီးပြီးတော့စောင့်ကြည့်တာလဲလို့မေးရင်တတိဦးစီးသတိပြထမ်းပြီးတော့စောင့်ကြည့်တာ ဖြစ်တဲ့အတွက်ပေါင်းလိုက်တော့စိတ်တာနုပတ္တနာတတိပတ္တကိုစိတ်ကိုရှုနေခြင်းအပြင် စိတ်တာနုပတ္တနာတတိပတ္တဒါဆိုရင်အဲ့ဒီကိုစိတ်ကိုတိနေုံမြဖြင့်တမထဆင်မဲ့ရှိသေးတယ် ို့တော့ဒီသမထဒီကောင်းတဲ့ဝိပဿနာကိုကူးနိုင်တော့သမထဖြစ်တယ်။ဒါကြောင့်ကိုယ်စိတ်ကိုသိရမှာဆိုတော့မြင်စိတ်ကြားစိတ်နံစိတ်စားစိတ်ရာနာကောင်းစိတ်အဲ့ဒါအပြင်မှာပေါ်တဲ့စိတ်အဲ့ဒီစိတ်ကိုမှီပြီးတော့မြင်လို့လိုချင်တာမြင်လို့မကျေနပ်တာမြင်လို့မာနတက်တာအဲ့ဒီလောဘဒေါသမောဟအကုသို့၃ပါးအာလောဘပေးချင်တာအာဒေါသမေတ္တာပို့ချင်တာ ပြီးတော့တွေးတော်ကြံစီစိတ်အဲ့ဒါကကြတော့အာလောဘအာဒောဇာတွေးတော်ကြံစီစိတ်သို့တော့ဒို့မဟုတ်အာလောဘအာဒောဇာညံတရားအဲ့ဒီတရားကဟရိယဝတ္ထုမှာပေါ့ဒါကြောင့်လောဘဒေါသမောဟသုံးပါအကုသိုလ်အာလောဘအာဒောဇာတွေးတော်ကြံစီစိတ်ကုသိုလ်လည်းတွေးနိုင်တယ်အကုသိုလ်လည်းတွေးနိုင်တယ်အဲ့တော့ဝင်းထဲမှာပေါ်တဲ့စိတ်က6ပါအဲ့ဒီ6ပါးသာလျှင်အပေကြတယ် ဘသူကိုမှီးပြီးတော့အပယ်ကြတာလဲလို့မေးရင် မရှုနိုင်သောမြင်စိတ်ကြားစိတ်နံစိတ်စားစိတ်ရနာကောင်းစိတ်ကိုမှီးပြီးတော့ရှိကမြင်စိတ်ကြားစိတ်ပေါ်တယ်နောက်ကလောဘစိတ်ဖြစ်တယ်နောက်ကဒေါသစိတ်ဖြစ်တယ်နောက်ကမောဟစိတ်ဖြစ်တယ်ဆိုတော့ယင်ဘယ်စိတ်ဘယ်ဓမ္မဘယ်လိုတရားပင်ပေါ်ပေါ်နောက်ကတိပေယုံလေးပဲ တတိတွေပဲလောဘလေးပါလားဒေါသလေးပါလားမကျေနပ်တဲ့စိတ်ပါလားမြင်စိတ်ပါလားလို့သိနေခြင်းအပြင်တတိပဋ္ဌာန်တတိပဋ္ဌာန်ကဘာဝနာတတိပဋ္ဌာန်လမ်းဆုံး